နမေကြီးလုံးလို့လူတွေကတထေးအိမ်ကိုလာလာကြည့်တယ်ဗိမိတာတာမင်းတော်အလှဲ့မကြဘူးတော်တော်နဲ့ဒါဗိရင်ကြီးကတော့တော့ကြည့်တာပေါ့နမေကြီးလုံးလို့သူ့တိုင်းပြည်ထဲမှာရှိတဲ့တထေးကြီးကအလွန်သူ့တဲ့တောင်နမေကြီးနေတယ်ဆိုအဲ့ဒါဇာတတက်ကသူ့လက်ဆွဲပြီးတော့ကလေးပေါ့ဆာလိုက်သွားတယ်လို့ဆိုတယ်ဟိုရောက်တဲ့အခါကျတော့ဒီကြောက်ဒီဖန်းဒီဝင့်ထိန်နေတာတွေပဲခင်းထားတဲ့အခါတော့ကြောက်ဒီပါတွေလို့ထင်းနေတယ်တဲ့တိတ်တော့မသွားရဲဘူးတဲ့ဗိရင်ကြီးကဟုတ်လား အဲ့ဒါကျွန်မလက်လှမ်းပေးတာတော့မှကျွန်မတော့တတိကြီးရဲ့ကတော်ထင်ပြီးတော့ तू ကရှက်နေတယ်လက်မကင်ရေးဘူးအများကြီးပါပဲရေးတာအဲ့ဖြစ်ချင်းတော့ဒီအဇာတသက်ကအဲ့ဒါလက်ဆွဲရင်းနဲ့ဩအလွန်ကြီးကြီးခန်းထားတဲ့နော်ဗိမာန်ကြီးပေါ့နော်အိမ်တော်ကြီးငါဖေရရှင်ဘရင်ဖြစ်ပြီးတော့တက်သားအိမ်နဲ့နေရတယ်ပေါ့နော်ငါတို့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်ဒီတတိယဘယ်နဲ့ကြောင့်ဒီလောက်ကြီးကြီးကျယ်နေတာတော့ငါရှင်မင်းဖြစ်လို့တော့ဒီနေရာကိုငါလာသိမ့်ပြီးတော့ငါဒီနေရာမှာနေမယ် တခါလဲစဉ်းစားတယ်သူကလဲဟုတ်လားအဲ့ဒါနဲ့နောက်တတိကတော်မြောက်ကျွန်းသူနဲ့တွေ့ပြီးတော့ဘီရင်ကြီးရဲ့ခေါင်းကခေါင်းပေါင်းထားတဲ့အဝတ်ကပါလာတဲ့ဒီအနှံ့ကြောင့်မလို့မျက်ရည်ကျအေးတဲ့မျက်ရည်အလိုလိုထွက်တာပေါ့နူးညံ့လွန်းလို့ဟာလုတ်ပါအောင်မင်းတတိကတော်ငါပစ္စည်းတွေသိမ့်မယ်ထင်လို့မြန်ကြောက်ပြီးတော့ငိုနေသလားဗိမိတရာမင်းကြီးကသဘောမပေါက်ဘူးမဟုတ်ပါဘူးမင်းကြီးရဲ့ခေါင်းကပါလာတဲ့အနှံ့နေကြောင့်မလို့နူးညံ့လွန်းလို့မျက်ရည်ကျဟုတ်လား ဲ့ဒါနဲ့အဲဗိမိတာတာမင်းကြီးကိုဒီသူမြောက်ကျွန်းသူကပါတယ်ဒီကြောက် အပူရှိန်နဲ့ချက်တဲ့ထမင်းပေါ့နော်အဲ့ဒါကိုကြွေးတော့မင်းကြီးကစအကောင်နဲ့အတင်းစားတဲ့အခါတော်ပါတော့လို့တအားယူရတယ်တော်နေသဘိုးနှင်ပြီးတော့ပြဿနာတည်ရင်သူတရားခံဖြစ်မှာဆိုလို့ဇောဒီကအလုံးကိုချမ်းသာတာပေါ့နော်အဲ့ဒါနဲ့ဘင်းကြီးကဘင်းကြီးကလည်းပဲစိတ်သဘောထားအလွန်ကောင်းပါတယ် မိမိတာမီရနောက်ပိုင်းသူလည်းအရိယာဖြစ်တာပေါ့နော်အဲအဲ့ဒီမှာမှတ်သားစရာလေးတစ်ခုကသူ့ရဲ့ဒီတထေးကတော်ကိုတို့ရှင်မင်းလာတယ်ဒါကြောင့်မင်းထွက်တွေ့ရမယ်ရှင်မင်းဆိုတာဘလို့လူတုံးလို့မေးတဲ့ရှင်မင်းဆိုတာတို့ကိုဆိုးရတဲ့လူပေါ့ကွာလို့ပြောတယ်တော်တော်ဝမ်းနေသွားတယ်ဩကျုပ်တို့ကိုအဆိုးရတဲ့လူဟာရှိသေးသလားပေါ့ကျုပ်တို့ကသူများလက်အောင်နေရတာလားပေါ့ ဲ့လိုဆိုရင်ရှေးတုန်းကကုသိုလ်ကောင်းမှုကိုယုံကြည်မှုနည်းနည်းလေးနဲ့ကျုပ်တို့ဟာပြုခဲ့ဟန်တူတယ်။ကုသိုလ်ကောင်းမှုကိုတကယ်ကိုယုံယုံကြည်ကြည်ထက်ထက်တန်တန်မပြုခဲ့လို့ကို့အဆိုးရတဲ့လူရဲ့လက်အောက်မှာကိုနေရတော်တော်တောင်ဝမ်းနေသွားတယ်တဲ့အဲ့ဒီတတိကတော်ကဟုတ်လားအဲ့ဒါနဲ့နောက်တော့အတူချုပ်ပြီးတော့ပဲဘုန်းတို့ပြောတာပေါ့နော်အစာတသက်ရှင်ပြန်ဖြစ်လာပြီဆိုရပါစို့ ဲ့ဒါရှင်ပင်ဖြစ်လာတော့သူဥစားပြီးလုပ်မဲ့လုပ်ငန်းတွေမှာအဲ့ဒီဇောတိတဇောတိကရဲ့အိမ်ကိုသွားသိမ်းဖို့လုပ်ငန်းတခုပဲအဲ့ဒါသွားသိမ်းနေစစ်စစ်ဟိုစစ်အင်္ကာတွေပြင်ဆင်ပြီးတော့ဖြစ်ရှင်တော့အဲ့ဒီအချိန်မှာဇောတိကတထေရံမြတ်စွာဘုရားကြောင်းတော်သွားပြီးတော့တရားနာနေတထေမရှိသူ့ရဲ့အိမ်တကားအေးဒီအိမ်အုပ်တတိုင်းနေရဒီဖန်နေမှန်နေနဲ့လက်တွေကဖန်ဆင်းပေးထားတယ်လို့ဆိုတယ်အဲ့ဒီစစ်တပ်ကဝိုင်းနေတဲ့အခါကျတော့ဒီအရေးတွေပေါ့နော်သူတို့ရဲ့အရေးတွေကိုပဲသူတို့ရဲ့ဆင်နေမြင်းတွေကကြောက်လန့်ပြီးတော့အကုန်ပြန်ပြေး ဇာတသက်ကလည်းပဲဒီဥစ္စာနော်ဒီအိမ်ကိုအဆောင်ထားတဲ့စစ်တပ်ဖြစ်မယ်လို့ပဲသူကလည်းထင်တယ်အဲ့ဒါနဲ့ပြင်းရင်လည်းသူကလည်းဘုရားကြောင့်တော့ရောက်သွားအေးတဲ့ရောက်သွားတဲ့အခါကျတော့ဇောတိကတထေကြီးကိုတွေ့တော့အော်သင်ရသင်ရလက်အောင်ငယ်သားတွေနဲ့ငါ့ကိုရှစ်ထိုးဖို့ပြစ်ထားခဲ့ပြီးတော့သင်ရတော့ဒီလာပေါ်တရားနာခြင်းဟာဆောင်းနေသလားမို့အဲ့ကျွန်တော်ဇောတိကတထေကြီးကအော်အရှင်မင်းကြီးကျွန်တော်အိမ်ဘာလို့သွားလာတော့ငါမင်းကိုသိမ်းယူမလို့တစ်သွားထိုးတာပေါ့ မင်းကြီးတဲ့ကျွန်ုပ်အိမ်ကိုတင်းဖို့မပြောနဲ့တဲ့ကျွန်ုပ်မပေးဘူးဆိုလို့ရှိရင်ကျွန်ုပ်ရဲ့ပစ္စည်းကိုစံကြီးမင်းတမင်လေးလောက်တော့မင်းကြီးယူလို့မရဘူးအဲ့လိုပြောတဲ့အခါကျတော့ဇာတ်သမီးညာမယုံဘူးမယုံလို့ရှိရင်ချင်ရှားအောင်ပြမေးလက်ဆယ်ကျောင်းမှာလက်စွပ်တစ်ချောင်းလောက်တကွင်းစီဝတ်ထားပါနော်လက်စွပ်10ကွင်းဟုတ်လားသမီးကြီးဒီလက်စွပ်ကိုကျွန်ုပ်မင်းကြီးကိုမပေးဘူးတဲ့ ယူပါဆိုမင်းကြီးကဆွဲချွတ်တယ်လုံးဝမကြုတ်ဘူးတဲ့အစားတသမင်းကအားအလွန်ကောင်းတယ်အဲ့ဒီမှာတော့ရေးထားတာဘုံတော့ကောင်းကောင်းမှတ်မိတော့ပါဘူးထိုင်ရက်ခုံလို့ရှိရင်ဘယ်နဲ့တောင်မြင့်အောင်ခုံနိုင်တယ်ရက်ပြီးတော့ခုံရင်ဘယ်နဲ့တောင်မြင့်အောင်ခုံနိုင်တယ်ဒီလောက်အားကြီးတဲ့ဘယင်ကဒီလက်စုပ်ကိုကြွအောင်မကြွနိုင်အဲ့ဒါနဲ့ချွေးတွေပါတွေပြန်နေပြီဆိုတော့မှကိုင်မင်းကြီးပင်ပန်းမှာအေးဝယ်လဲတော့ပစိုးဖြန့်လိုက်ပါဆိုဖြန့်အဲ့ဒီလက်ဆယ်ကြောင်းလုံးအောက်ကိုစိုက်ချရတာလက်စုပ်တွေအကုန်လုံးအောက်ကိုတော်တော်ရှော့ပြီးတော့ကြာပါတယ် သူမပေးဘူးဆိုလို့ရှိရင်ဘယ်သူမှယူလို့မရဘူးဒါက तू ကကောင်းမှုကိုပြုစင်ခါတုန်းကဆူတောင်းတဲ့